အင်ဘူရီရေဘေးရေးပေါ်အခြေအနေရေကတာပြူရွာသုံးရွာရေထွန်းစင်ဂူရီခရိုင်အင်ဘူရီမြို့နယ်မှာရေကတာတစ်ခုပြိုကျသွားတဲ့အတွက်ရေးပေါ်ရေဘေးအခြေအနေကြုံတွေ့နေရပါတယ်။နိုဝင်ဘာလ12ရက်2025ခုနှစ်ညနေ4:40မိနစ်လောက်ကအင်ဘူရီမြို့နယ်ခွဲရဲကဝိပရာဆက်ဖရာကျောင်းနီးမှာတိစောက်ထားတဲ့ကတ်တမန်ဟာရေဖိအားအလွန်အမင်းများပြားလာတဲ့အတွက်ပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ဒီပြိုကျမှုကြောင့်ရေထုပမာဏအမြောက်အများဟာရုတ်ကရက်စီးဆင်းလာပြီးမူငါးမူလေးနဲ့မူသုံးဆိုတဲ့ကျေးရွာသုံးရွာကိုပြည်မြန်စွာရေလွှမ်းမိုးသွားခဲ့ပါတယ်။ရဲနေရဲ့စောင့်ကြည့်ရေးအဖွဲ့တွေရဲ့အတီးပြုချက်အရ DAC ကျောင်းဟာအင်ဘူရီခရိုင်ယုံအင်ဘူရီရဲ့စခန်းနဲ့ဝစ်ဆန်ရုံဖျားကျောင်းအပါအဝင်အရေးပါတဲ့အစိုးရနဲ့လူမှုအခြေပြုအဆောက်အုံတွေစီဖို့ဦးတည်နေတယ်လို့သိရပါတယ်။ ဒါကြောင့်အာနာပိုင်တွေကသက်ဆိုင်ရာဒေသခံပြည်သူတွေကိုချက်ချင်းပေးလို့ရာကို ရွှေ့ပြောင်းဖို့နဲ့အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ပြည်သူတွေအနေနဲ့မိမိတို့ရဲ့အဖိုးရံပစ္စည်းတွေနဲ့ရင်တွေကိုမြေပြင်ထက်မြင့်တဲ့နေရာတွေစီအစီအမြန်ရွှေ့ပြောင်းထားပြီးအခြေအနေနဲ့ပတ်သက်တဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုနီးနီးကပ်ကပ်စောင့်ကြည့်လိုက်နာကြဖို့အကြံပြုတိုက်တွန်းအပ်ပါတယ်ရှင်။မြေစဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။